ိုင်ငံရေးဆွေးနွေးမှုမူပေါင်းကိုပြန်လည်သုံးသပ်မှုတွေလုပ်နေပြီးပြင်ဆင်တင်တာတွေကိုအလုံးရသဘောတူညီမှုနဲ့ပြင်ဆင်သွားမယ်လို့27ရာစုပင်လုံးအကျိုးပြင်ဆင်ရေးဆက်ကော်မတီဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ကိုဇေယချမ်းအေးပြပို့ထားပါတယ်ရှင်ရင်းဆိုးအလတ်ထက်ကတနင်္ဂနွေလုံးအပြည့်ရစဲစာချုပ် NC ဘာမူရီတိုင်းရေးဆွဲအတည်ပြုထားတဲ့နိုင်ငံရေးဆွေးနွေးမှုမူပေါင်းကိုအခု NLD ဆွေးအလတ်ထက်မှပြန်လည်သုံးသပ်မှုတွေပြုလုပ်ပြီး ပြင်ဆင်စင်းနာတွေကိုအားလုံးရဲ့သဘောတူညီမှုနဲ့ပြင်ဆင်သွားမယ်လို့27ရာစုပင်လုံအကျိုးပြင်ဆင်ရေးဆက်ကော်မတီဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။ဇွန်လ9ရက်နေ့ကမြန်မာညီညွတ်ရေးစင်တာ MPC မှာပြုလုပ်တဲ့27ရာစုပင်လုံအကျိုးပြင်ဆင်ရေးဆက်ကော်မတီတည့်ရဲ့ညနေအစည်းအဝေးမှာသူကပြောဆိုလိုက်တာပါ။ဟာဒီမြန်မာစင်နေရေးရှိနေပါနဲ့ပြည်သူငယ်ငယ်ရေးကြလာတာတက်ပါတယ်။ကန်ခွန်နဲ့မှာပါလေ။နိုင်ငံရေးစည်းအဝေးများကိုစီမံခန့်ခွဲခြင်းပိုင်းမှာလို့ပြန်လဲချိတ်ဆက်ချိတ်ဆက်ပြီးဆောင်ရွက်နေတာ။ လုံးပေါင်းရရတယ်ပြန်လေသုံးသက်တယ်ပြည့်ရစေထားဖြစ်တဲ့တိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေဘက်ကတော့ NCA ဘာသဘောတူညီချက်တွေကိုရောနိုင်ငံရေးဆွေးနွေးမှုမူပေါင်းကိုရောပြင်ဆင်မှုတွေပြုလုပ်တာကိုလိုလားမှုမရှိကြပါဘူး။ဒါပေမဲ့အပြစ်မဲ့ရသေးတဲ့လက်နက်ကင်တပ်ဖွဲ့အလုံး27ရာစုပင်လုံမှာပါဝင်မှုဆိုတော့အရင်အစိုးရလက်ထက်ကအတည်ပြုချက်တချို့ကိုအနေနဲ့ပြင်ဆင်တာပိုပြီးကြစ်လက်အောင်လုပ်တာတွေလုပ်ဖို့လိုအပ်တယ်လို့တိုင်းသားလက်နက်ကင်တပ်ဖွဲ့ကောင်းဆောင်သူကပြောပါရတယ်။ဖရိတ်မော်ဘောဘွန်တွေတဲ့ဘဲလုံးမှာချက်ထားတဲ့အတိုင်းဒါက နာရတဘောဘီဘီဒီစီရဘောဒီကျွန်တော်ပြည့်စီပြည့်စွဲဝင်ရတဲ့ဆိုတာကကျွန်တော်တည်တည်ကြည်လာခုပြောင်းလဲတဲ့အနေအထားတို့အမှုရကျွန်တော်တို့ကဒီ frame of view ရလို့မဖြစ်ပါဘူးဒီစီဘက်ကပထမဆုံးအကျင့်ကျွန်တော်တို့ရ frame of view တွေတော့ညာပြီးတော့ review informal review ဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ရအကျိုးတည်တည်စီသူ့ရတို့အတဲ့တည်စီမှုတွေကိုတစ်ဖက်ကကျွန်တော်တို့ဒီတော့ခိုင်းလာပြီး ိုဖိတ်ခေါ်ရင်းနဲ့တို့ဝင်လာတဲ့အချိန်မှာကျွန်တော်ပြင်ဆင်မှုကအချိန်ကပုံမူပြီးတော့ဆက်သွားမယ်အပေါ်မှာကျွန်တော်ဆောင်ရွက်ဖြစ်ပါတယ်မြန်မာညီညာရေးစင်တာ MPC မှာပြုလုပ်တဲ့27ရာစုပင်လုံအကျိုးပြင်ဆင်ရေးဆက်ကော်မတီတည်ရဲ့ညဉ့်ညိုင်းအစည်းအဝေးဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်းအစိုးရတက်မတော်နဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့ညဉ့်ညိုင်းနဲ့ပတ်သက်တဲ့ပထမဆုံးအကြိမ်ဆွေးနွေးပွဲဖြစ်ပါတယ်ကျွန်တော်ကဇေယျချမ်းကြီးပါ